ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Postdo Channel လေးကနေကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူထီကလေးရေးသားထားတဲ့လူကြောက်ကလေးမောင်ချိုင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါရရှင်ဇာတ်လမ်းလေးမစားခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဒေနာ Notify Bell လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါရရှင်ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီမြို့ကြီးပြကြီးနဲ့အင်မတန်မှအလံဝေးလာတဲ့ကြေးရွာလေးပင်ဖြစ်တဲ့ ကျေးရွာလေးကထမ်းမင်ထမ်းတော်များနဲ့အုပ်ဆိုင်နေလျက်ရှိပြီးစိုက်ပျိုးရေးလုပ်ကိုင်ကလေယာဉ်လုပ်ငန်းများနဲ့အသက်မွေးကြတဲ့ကျေးရွာသူကျေးရွာသားများပဲဖြစ်ကြတဲ့ကျေးရွာလေးရဲ့အမိမချမ်းသာကျေးရွာဟုအမိတွင်ကပြည့်ညတ်သွားရာတသက်ပါခြင်းကြောင့်ကျေးရွာသူကျေးရွာသားများမှာအလွန်မင်းဆင်းရဲ၍တနေ့လုံးမှတနေ့စားရတဲ့ဘဝသမားများပဲဖြစ်ကြတဲ့ချမ်းသာကျေးရွာလေးတွင် ကိုထိုးခင်ဟုသောလေသမားတဦးရှိတဲ့သူကကိုပိုင်လဲဟု၍မပိုင်ဆိုင်မဲအများသူကလေယာဉ်များတွင်သာ စရင်ကအဖြစ်လောက်ကိုင်းနေခဲ့ရသူဖြစ်တဲ့ကိုထိုးခင်ကစင်ရဲမွဲတည်ပေမဲ့လည်းသူ့ရဲ့အလုံးများအောင်မူလက်ဟာမှုမရှိကြိုးကြိုးစားစားနဲ့စေတနာတားကလှုပ်ဆောင်ပေးလိရှိတဲ့ကိုထိုးခင်တွင်မသိရင်ဟူသောဇနီးတဲ့တဦးရှိတဲ့မသိရင်မှာလေပိုင်ရှင်တထင်းမျိုးရုံမှဆင်းသက်လာခဲ့တော်လဲသူမရဲ့နေအိမ်တွင်စရင်ကားလာရောက်လောက်ကိုင်းနဲ့ကိုထိုးခင်နဲ့ခိုးရလိုက်ပြေးခဲ့တာကြောင့်မိဘများမှသူမအားအမွေပြက်ဆုံးလောက်ထားခြင်းဖြစ်တဲ့ ထို့ကြောင့်ကိုတွန်းခင်နဲ့မသိရင်တို့မှာချမ်းသာကြေးရွာလေးစီတို့ပြောင်းရွှေ့လာကြပြီးလေဆောင်တဲလေးတွင်သာလင်းမယားနှူးသားနေထိုင်ကြခြင်းဖြစ်တဲ့တနေ့ကျော်ကရောက်ရှိလာခဲ့တဲ့အချိန်တွင်မူကိုထွန်းခင်နဲ့မသိရင်တို့တွင်တာအူလေးတယောက်မွေးဖွားလာခဲ့တယ်။တာအူလေးမွေးဖွားခဲ့တဲ့အထိကိုနှုတ်ခင်နဲ့မသိရင်တို့မှာစရင်ငါဘွားမှမလွတ်မြောက်နိုင်ခဲ့သေးပေ။တနေ့လုံးတနေ့စာအဖြစ်တာလေးမောင်ကျော်မြင့်အားចောင်းထားပေးခဲ့တော်လဲမောင်ကျော်မြင့်မှာမူအပေါင်းသိခုံမင်လည်း တောက်စားလောင်ကစားများကိုသာလျင်စိတ်ဝင်စားနေခဲ့တယ်။မိဘနှစ်ဦးဖြစ်တဲ့ကိုတိုးခင်နဲ့မသိရင်တို့ကလည်းမောင်ကျော်မြင့်အားဤအမျိုးမျိုးနဲ့တွင်တင်ဆုံးမခဲ့ပါသေးတယ်။သို့တော်ယခုမောင်ကျော်မြင့်စေကျော်သက်အရွယ်နဲ့အရက်သမားလောင်ကစားသမားအဖြစ်ချမ်းသာကြေးရွာလေးတွင်မူဖွယ်တူးတစ်ခုရရှိခဲ့ပြီဖြစ်တဲ့။အိုးမိမရဲ့မောလိုက်တာကွာ။ကိုတိုးခင်ရှင်းပြလာပြီလား။အေးကွာမင်းသားကျော်မြင့်ပေါ့။ရွာမြောက်ပိုင်းမှာရံဖြစ်လို့ရွာလူကြီးရဲ့ရောက်နေတယ်တဲ့ကွာ။ဟင်းသားလေး တားလေးရွာလူကြီးရဲ့ရောက်နေတယ်ဟုတ်လားကိုတွန်းခင်အေးဟာမဖြစ်ဘူးမဖြစ်ဘူးကျမတားလေးတယောက်တည်းမျက်နှာငယ်နေလိမ့်မယ်ကျမတို့လိုက်တော်မှဖြစ်မယ်အေးနေစားမအောင်ကွာထမင်းလေးပါလေးစားပြစေရောဟင်တားတယောက်လုံးရွာလူကြီးရောက်နေအောင်ရှင်ရအေးစစေးထမင်းစားအောင်မယ်ပေါ့ဟုတ်လားအော်မိမရဲ့မင်းသားရွာလူကြီးရင်ရောက်နေကြပဲ哦ငါတို့လည်းခဏခဏလူကြီးကျိမ်းမောင်းတာခံရပြီးပြီအခုလဲလေထဲကနေပြန်ရောက်ခါစားရှိသေးတယ် ဘာကြီးစာပြောလို့မင်းသားအကြောင်းသိခဲ့ရတာ။အိုတော့အဲ့ဒါဆိုရင်မြန်မြန်သွားမှဖြစ်မှာပေါ့။နောက်မှစားစမ်းပါရှင်။ကျမလိုက်သွားမယ်။ဟေ့မိမမိမအသက်ရွယ်ကြီးရင်လာပြီးဖြစ်တဲ့မိဘနှစ်ပါးကိုပဲမောင်ကျော်မြင့်မှာလောက်ကင်ကျွေးမွေးဖို့ရမစိုးနဲ့။သူရဲ့ပြဿနာပေါင်းစုံကိုပဲတနေ့မဟုတ်တနေ့မိဘနှစ်ပါးမှာလိုက်လံရှင်းပေးနေခဲ့ရတယ်။ယခုတွင်လည်းဖခင်ဖြစ်သူမှာမမောပန်းပန်းနဲ့လေထဲမှပြန်လဲရောက်ရှိလာတာနဲ့ထမင်းမဆရသည်ရွာလူကြီးအိမ်တို့မောကြီးပန်းကြီးဥတီနေခဲ့ရပြန်တယ် ဒီလိုနဲ့နေတိုင်းလာခဲ့ကြရာဥထုံးခင်မှာအတအားဖြင့်45နှစ်မြောက်ရှိလာခဲ့ပြီးမသိရင်မှမူအတအားဖြင့်40အရွယ်သို့ရောက်ရှိလာခဲ့ကြပြီဖြစ်တဲ့တဝူဒီတော်သားလေးမောင်ကျော်မြင့်မှမူအတအားဖြင့်20အရွယ်နဲ့တောက်စားမှုယူလျက်လောင်ကစားသမားကြီးတဦးအဖြစ်နဲ့ချမ်းသာရွာလေးတွင်ကြီးပြင်းလာခဲ့ရလေတဲ့ချမ်းသာရွာလေးတွင်သာမကချမ်းသာရွာလေးနဲ့အနီးတစ်ဝိုက်ရှိရွာပေါင်းများစွာမှလည်းစင်ရွယ်မှကြားတဲ့တောသူတောင်သားများစွာနေထိုင်ကြခြင်းဖြစ်တဲ့ မျိုးနယ်လည်းအင်မတန်မှအလံဝေးလာပြီးအုတ်ချုံမှုပိုင်းဆိုင်ရာလည်းထိုကြီးရွာလေးများတို့မလွမ်းမိုးနိုင်ခဲ့ဆင်းရဲသားများဖြစ်ကြတဲ့ရွာသူရွာသားများအုံမူခေါင်းပုံပြက်မဲ့ငွေကြီးရှင်များစီလည်းမြို့ကြီးပြကြီးများစီမှထိုကြီးရွာလေးများစီတို့ကဲတဲရှင်များအနေနဲ့အယောင်ဆောင်ကရောက်ရှိလာခဲ့ကြသေးတယ်သေးစားရှင်စားဖက်တက်ယုံနဲ့အတန်းစာတက်မြောက်ထားခဲ့ကြတဲ့ရွာသူရွာသားများအုံမူမလုံးများစွာပေးလျက်ငွေများစွာချီးငားခဲ့ကြတယ်။ထိုသူများမှာဂျပန်ကိမချစ်တီကလာများအတိုင ငွေတို့ကြည့်လျက်ပြန်လဲဆက်ရမယ့်အချိန်ကာလအတွင်းမဆက်နိုင်ခဲ့ရင်လေသိန်းရာသိန်းနဲ့ပြုတ်လောက်လာခဲ့ကြတယ်။စာပေမတက်မြောက်တဲ့ရွာသူရွာသားများမှာနားမလည်မှုများစွာနဲ့ခေါင်းပုံပြက်ခြင်းများဟောပင်ခံနေခဲ့ရတဲ့အချိန်ကာလစီတို့ချမ်းသာရွာအတွင်းဆက်ရောက်လာခဲ့တယ်။လေသိန်းငါဖြစ်တဲ့ဥထုံးခင်နဲ့မသိရင်တို့မှလည်းစာဝတ်နေရေးအတွက်လွန်စွာချက်တဲလာခဲ့ကြတယ်။တပေါင်းလာကြီးပဲဖြစ်တာကြောင့်အိုက်ဆက်ဆက်ခံစားမှုမှာအိယာအတွင်း၌အိတ်ဆက်မရသည့်အတိုင်းပူပိုက်လွန်လာတယ်။ ထို့ကြောင့်ဥထုံးခင်သည်လဲအိယာအတွင်မှထားလေကအိရှိကိုပစ်လေးအတွင်၌အိဆက်မီဟုကြံရွယ်လိုက်တဲ့သို့တော့ကိုပစ်လေးအတွင်၌မိမိတက်ဥစွာအိဆက်နေခဲ့သည်ကတားဖြစ်သူကိုကျော်မြင့်မင်းဖြစ်တဲ့အယံမူမူနဲ့အိဆက်နေခဲ့ပြီးခွေးပေါက်လေးတကောင်အားလဲလက်ဘင်းတွင်ကြိုးကြည့်လျက်ခေါ်ဆောင်ထားခဲ့သေးတယ်။ထိုမြင်ကွင်းကြောင့်ဖခင်ဖြစ်သူဥထုံးခင်သည်လဲတကိုယ်တည်းသာလျင်ထိုကဲ့သို့ရေယိုမိတော်တယ်။ဟာငကြုံမြင့်သူတော်စားစရာမရှိတောက်စရာမရှိဖြစ်နေတာဘေးရောက်ခွေးကိုခေါ်လာပြန်ပြီလဲမသိဘူး။ ထိုကဲ့သို့ပြောလိုက်ပြီးညနေနဲ့တိုက်ခတ်လာတဲ့လေအေးလေးများအပြင်ကိုတွုံးငယ်တယောက်ခံစားနေခဲ့စဉ်၌ထိုကဲ့သို့အော်ဟစ်ပြောဆိုနေကြတဲ့စကားတံများအားကြားသိလိုက်ရလေတဲ့တခိုးပြို့တခိုးတခိုးဟင်တခိုးလူစုလူဝေးများမှအနောက်မှလိုက်ပါလာခဲ့တဲ့အတံများနဲ့တခိုးဟူသောအော်တံများအပြင်ဦးထုံးငယ်တယောက်ကြားသိလိုက်ရတဲ့ထိုကြောင့်သူကလည်းအိမ်ပေါင်းဝအတွင်မှနေရမတရက်နေစဉ်အတွင်မှပင်မျက်နှာပေါင်းစွန့်နဲ့လူတအူးမှသူ့ရဲ့ခြံအတွင်သို့ခုန်ပြန်ကြော်လွားလျက်ဝင်ရောက်လာခဲ့တယ် ဟင်ဟင်မင်းမင်းဘယ်သူလဲရှအဖေတာတာပါဖေဟင်မျက်နှာပုံးစိုးနဲ့ထူထူချာတွင်တို့ရောက်ရှိလာခဲ့တာနဲ့သူ့ရဲ့မျက်နှာပုံးအားချွတ်လိုက်လေတဲ့တေဂျာတီကလူစုလူဝေးများမှာတကိုးဟုအော်ဟင်းနေကြတဲ့တကိုးပင်လင်းဖြစ်လိမ့်မယ်သို့တော့ထူထူကမိမိအားအဖေဟုခေါ်ဆိုလိုက်တာကြောင့်ဦးတော်ကလည်းကြောင်တောင်တောင်ဖြစ်သွားလေရ။အရာမူးလေးကိုပြစ်ပေါ်တွင်အိပ်ပျော်နေခဲ့တဲ့သူ့ရဲ့သားဖြစ်သူစီကိုလည်းအကြည့်တကျက်ရောက်ရှိသွားခဲ့တယ်။ထို့နောက်အဖေ ဟင်ဘာအဖေလဲမင်းကဘာသူလဲမင်းကတခိုးမဟုတ်လားထွက်သွားစမ်းငါခြံထဲကနေထွက်သွားငါအော်လိုက်မှာနော်အဖေတာအဖေသားပါဟင်မင်းဘာတွေလာပြောနေရလဲငါသားဟိုမှာအိတ်နေတယ်ဟုတ်ပါတယ်အဖေကိုပြစ်ပေါ်မှာအိတ်နေတာအဖေသားကြီးတားရဲ့အကိုကြီးကိုကျော်မြင့်လေတာအဖေတို့ရဲ့ဒုတိယမြောက်သားငယ်ဟင်ထိုသူမှာထိုကဲ့သို့ပင်ပြောဆိုလေးခဲ့ပြီးနေအပေါ်တို့တက်ရောက်ရန်အတွက်ဟန်ပြင်လိုက်စေတယ်ဥထုံးခင်သည်လဲတခိုးပြင်နေတာကြောင့်တားစီးလေးခဲ့တယ် သို့တော့အမိတို့မှပင် တာစီမရလေပဲထို့သူမှဇနီးဖြစ်သူဒေါ်သိန်းရင်အိပ်ပျော်နေခဲ့တဲ့အိတ်ခမ်းအတွင်းသို့ဇူအတင်းဝင်ရောက်လိုက်လေတဲ့ဥထုံးခင်သည်လည်းထို့သူရဲ့အနောက်မှနေကလိုက်လံတာစီခဲ့ပါသေးတယ်သို့တော့မရအိပ်ပျော်နေခဲ့တဲ့ဇနီးဖြစ်သူရဲ့ဝမ်းပအတွင်းသို့ဝင်ရောက်သွားခဲ့တဲ့ပုံရိပ်များကိုပင်မြင်တွေ့လိုက်ရတယ်ဟာတခု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 ဟင်ကိုထုံးခင်ကိုထုံးခင်ဘာမှလဲတခုတခုဘာမှလဲ ဥတော်ကတယောက်အိပ်ပျော်နေခင်ရမှတကိုးဟုသောစကားတံများနဲ့လန်လို့လာခင်ရတယ်။အိမ်မက်မက်နေခဲ့ခြင်းသာဖြစ်တဲ့ထို့နောက်သူရဲ့အိမ်မက်အကြောင်းများကိုပင်ဇနီးဖြစ်သူထံသို့အကြောင်းစုံ ရှင်းပြလေခဲ့တယ်။အဲ့ဒါပဲမိမကြီးငါအိမ်မက်မက်နေတာ။တော့အိမ်မက်ကထူးဆန်းလာ ਈ လား။တကိုးကကျမပိုက်ထဲဝင်သွားတယ်ပေါ့ဟုတ်လား။အဲ့ဒါပြောတာပေါ့ကွာ။ငါအတင်မင်းပိုက်ထဲမှာများဝင်စားခြင်းလို့အိမ်မက်မက်တာများလား။အိုတော့မဖြစ်နိုင်ပါဘူး။ကျမလည်းသွေးဆုံနေပြီ။ ဒီရွေကြီးကြောင့်မကလေးရနိုင်ပါဦးမလားတော့တော်ရလေအေးကွာဒါဆိုဘလို့အကြောင်းကြောင့်ဒီအိမ်မက်မက်ရတာလဲဟင်နေုံငါအိမ်မက်ထဲမှာငါကြော်မြင့်တယောက်ခွေးတကောင်နဲ့ကိုပြစ်ပေါ်မှာအိတ်နေတာမြင်ခဲ့ရသေးတယ်ခဏလေးငါသွားကြည့်လိုက်အောင်မယ်ဒေါ်သိန်းရင်ဒီလဲသွေးဆုံသားဆုံအရွယ်ပင်ရောက်လူနီးပါးဖြစ်နေတာကြောင့်ကိုဝင်ရနိုင်လိမ့်မည်မဟုတ်အဖဲကြောင့်ထိုကဲ့သို့သောအိမ်မက်မျိုးကိုမြင်မက်ရသည်နီဟုဥတော်ခင်တယောက်စဉ်းစားနေမိရင်သူ့ရဲ့အိမ်မက်အတွင်မှခွေးပေါက်လေးနဲ့တားဖြစ်သူတို့ဒီလဲ ကွပြစ်လေးပေါ်တွင်အိတ်ဆက်နေသလားဟုအတွေးနဲ့တွားရောက်ကြည့်ရှုလေးခဲ့တယ်။ဟာဟုတ်ပါမိမကြီးဒီမှာမိသားနဲ့ဘယ်ဟာခွေးပေါက်လေးလဲမသိဘူးဒီမှာတွေ့လားငါအိမ်မှာထင်ရအတိုင်းပဲထိုအခါကွပြစ်လေးအပေါ်မှာမူမူနဲ့အိပ်ပျော်နေခဲ့တဲ့တားဖြစ်သူနဲ့ခွေးပေါက်လေးတစ်ကောင်အားလဲဦးထုံးငယ်တယောက်သူ့ရဲ့အိမ်မက်ထဲမှာအတိုင်းမြင်တွေ့လိုက်ရလေတော့တယ်။သုံးလခန်းကြာပြီးတဲ့နောက်ကိုထုံးခင်ကျမနေလို့ထိုင်လို့မကောင်းလို့ထော်တင်ရေးစီမှာသွေးကြစေးသွားတောင်းတာအဲ့ဒါကျမမှာကိုဝင်ရှိနေတယ်လို့ လက်တယ်တော်တင်ရပြောသွားတယ်တော့ဟင်မင်းမကိုဝင်ရှိနေပြီဟုတ်လားဟုတ်တယ်ကိုထွန်းခင်ဘယ်နဲ့ဖြစ်ရလဲဒီရွေကြီးကမှကိုဝင်ထက်ရှိနေရတယ်လို့သိကြပြီမယ်ရင်ဒါဆိုရင်တော့ငါအိမ်မက်တဲ့ကတကိုးလေးဝင်စားတာပဲဖြစ်လိမ့်မယ်ဟင်ဒါဆိုကျမမွေးရမယ်ကလေးကတကိုးလေးဖြစ်နေရင်ကျမတို့မိသားစုဒုက္ခရောက်မှာပေါ့မဖြစ်ဘူးမဖြစ်ဘူးဒီကလေးကိုဖျက်ချပြမှာဖြစ်မယ်အသက်40အရွယ်ဒေါ်သိန်းရင်မှာကိုဝင်ရရှိနေခဲ့သည်ဟုလက်တဲ့အဖွားကြီးတအူးမှပြောဆိုသွားခဲ့လေတဲ့ ထို့ကြောင့်ဥထုံးခင်သည်လည်းသူ့ရဲ့အိမ်မက်တွင်မှတကိုးလေးသာလင်းလာရောက်ဝင်စားခြင်းသာဖြစ်လိမ့်မယ်ဟုပြောဆိုလေခဲ့တယ်။ထို့ကြောင့်ဒေါ်သိန်းရင်သည်လည်းတကိုးလေးသာမွေးဖွားလာမယ်ဆိုရင်မိမိတို့အတွက်လွန်စွာအန္တရာယ်ဖြစ်နိုင်တာကြောင့်ကိုဝင်ပျက်စီးစေရန်အတွက်ဤရမျိုးမျိုးနဲ့ပြုလုပ်ရန်ပြင်ဆင်နေခဲ့တယ်။ထို့ညတွင်မှပင်ဥထုံးခင်တယောက်အိမ်မက်တဖန်ပြန်လည်မြင်မှတ်ခဲ့တယ်။မြမခဲတီကဇနီးဖြစ်သူဒေါ်သိန်းရင်ဤဝမ်းပိုက်အတွင်းသို့ဝင်ရောက်သွားခဲ့တဲ့တကိုးလေးမှာ မျက်နှာငယ်လေးနဲ့ဦးထုံခင်တန်းတို့ရောက်ရှိလာခဲ့ပြန်တယ်။ဟင်မင်းမင်းပြန်လာပြန်ပြီ။အဖေတားကိုဖြတ်မချပါနဲ့အဖေရဲ့တားကအဖေနဲ့အမေကိုဒုက္ခပေးဖို့မဟုတ်ပါဘူး။ဟင်မင်းဘာလာပြောနေရလဲ။မင်းကိုဘသူကဘာတွေဖြတ်ချနေလို့လဲ။အဖေတားကိုအမေကဖြတ်ချဖို့အတွက်သူ့စိတ်ထဲမှာအချိန်မေးရှိနေတဲ့အဖေ။အဖေတားကိုစောင့်ရှောက်ပေးပါနော်။တားကိုစောင့်ရှောက်ပေးပါ။တားလာခြင်းလို့ပါအဖေရဲ့။နော်ဖေနော်လို့ မင်းပြောတာတွေငါဘာတခုမှနားမလဲဘူးမိမာတွေပြောနေရလဲဒီလိုပါဖေအခုအမေဘိုက်ထဲမှာတားရှိနေပါတယ်တားကိုအမေကဖျက်ဆီးဖို့အတွက်ကြံစီနေတဲ့အဖေရဲ့ဒါကြောင့်တားကိုအဖေကိုယ်တိုင်စောင့်ရှောက်ပေးပါနော်အမေကိုမျက်ခြေမပြတ်စောင့်ကြည့်ပေးပါအဖေအဖေတို့မိသားစုစားဝတ်နေရေးအတွက်ဘာမှပူစရာမလိုအောင်တားလုပ်ပေးပါမယ်အမေဘေးနားမှာပဲအဖေတားမမွေမချင်းစောင့်ရှောက်ပေးပါနော်ဟင်ဟဲ့ဟဲ့ထိုကဲတော့အိမ်မက်မက်တဲ့အကြောင်းများဟောပဲ ဥတော်ခင်မှာဇနီးဖြစ်သူထံသို့ပြန်လည်မပြောဆိုပဲဇနီးဖြစ်သူရဲ့အခြေအနေများကိုသာလင်းအရေးတကြီးကြီးနဲ့အကဲခတ်နေခဲ့တယ်။မနက်လေးလာခဲ့တာနဲ့ဥတော်ခင်ထံသို့ပွဲစားကြီးတဦးဆိုင်မြိုက်စွာနဲ့ရောက်ရှိလာခဲ့တယ်။ဗျို့ဥတော်ခင်ဥတော်ခင်ရှိလားဗျို့ဘသူတော်ဗျရှိပါတယ်။ဘာကိစ္စများရှိလို့လဲဗျ။ကျုပ်စရာခမ ्या ကိုပစ္စည်းလေးပေးခိုင်းလိုက်လို့ပါ။ဟင်ခမ ्या စရာဆိုတာကအော်ကျုပ်စရာကဒီနယ်တဝိုက်မှာနာမည်ကြီးပွဲစားကြီးဥခင်မောင်မောင်မှာ အဲ့ဒါ तू ကစန်းသာရွာဥထုံးခင်စီဒီပစ္စည်းလေးပို့ပေးပါဆိုလို့ကျုပ်လာပို့ပေးရတာပါဟင်ဘာပစ္စည်းတွေများတော့ဗျအဲ့ဒါတော့ကျုပ်လည်းမသိဘူးဗျခမားမိမမိဖွားဖို့အတွက်လိုအပ်လိမ့်မယ်ဆိုပြီးကျုပ်ကိုပေးခိုင်းလိုက်တာပဲဟင်ထိုးသူပြောဆိုသွားခဲ့တဲ့နာမည်ကြီးပွဲစားကြီးဥခင်မောင်မောင်ဆိုသောအမည်အားဥထုံးခင်တယောက်မိတိခါမှမကြားခဲ့ဘူးပါသို့တော်လေထိုးသူလာရောက်ပေးသွားခဲ့တဲ့ပစ္စည်းတုပ်လေးအားလက်ခံလျက်ဖွင့်ပေါင်းကြည့်လိုက်တဲ့အခါတွင် မိသားတချို့နဲ့လဝဲလက်စားရွှေတဲ့ပစ္စည်းများဖြစ်နေကြတာအားမြင်တွေ့လိုက်ရတယ်။ဥပဒေနဲ့များလုကင်းချင်းရှိတဲ့ပစ္စည်းများပဲလား။အမျိုးမျိုးသော အတွေးများစွာနဲ့တွေးမိနေပြီးထိုပစ္စည်းများအုံမူကြောက်ကြောက်လန့်လန့်နဲ့သုံးဆွဲနေကြရတယ်။သို့တော့ထိုပစ္စည်းများနဲ့ပတ်သက်ပြီးဥထုံးခေတ္တတို့မိသည့်အမှုကိစ္စတစ်ခုမှမဖြစ်ပွားလာခဲ့။ထို့ကြောင့်ဥထုံးခေတ္တလည်းမင်းညာကမြင်မှတ်ထားခဲ့တဲ့သူရဲ့အိမ်မက်အတိုင်းဇနီးဖြစ်သူမိမပွားမီကာလအထိမိသည့်အလုပ်ကိုမှမလုပ်နိုင်ပဲ။ ကိုယ်ပွေမပြတ်စည်းစေရအတွက်စောင့်ကြည့်ပေးစေရအလို့ငါမိသားစုစားဝတ်နေရအတွက်ထိုကဲ့သို့ပစ္စည်းများအားလာရောက်ပေးခြင်းသာလျှင်ဖြစ်လိမ့်မယ်ဟုတမတ်ထားခဲ့လေတော့တဲ့ထုံးခင်ရေထုံးခင်နေမိမမွေးပြီဟဲ့မွေးပြီသွေးဆုံသားဆုံအရွယ်ဖြစ်တဲ့ဒေါက်သိန်းရင်ရဲ့ကိုဝင်မှာတာမန်ပိုက်ကြီးတဲ့များကဲ့သို့ဝမ်ပိုက်ကြီးမှာကြီးမားစွာပူပေါင်းခြင်းမရှိတာမန်ဝမ်ပိုက်ထက်အနှဲငယ်လေးသာလျှင်ဖောင်းပူနေခဲ့ခြင်းဖြစ်တဲ့ကိုဝင်ခုနှစ်လတည်းနဲ့နေအိမ်လက်တဲ့အဖွာကြီးနဲ့သာ ဒေါ်သိန်းရဲ့တယောက်ယခုမွေးဖွားလိုက်ပြီဖြစ်တယ်။အင်္ဂါအတွင်မှလက်တဲ့အဖွားကြီးရဲ့မွေးပြီးဟူသောစကားများဟာလင်းဥထုံးငယ်တယောက်ကြားသိလိုက်ရပြီးမွေးကင်းစကလေးတို့ရဲ့ငွေကြေးလာခဲ့တဲ့အတန်များအားလည်းမကြားခဲ့ရ။ထို့နောက်အင်္ဂါအတွင်မှလက်တဲ့အဖွားကြီးရဲ့ထပ်မံပြောဆိုလာခဲ့တဲ့စကားတချို့မှာထိုကဲ့သို့ပဲဖြစ်နေခဲ့တယ်။ဟင်လူကြောက်ကလေးမွေးတာတော့သိန်းကြီးညီမွေးလိုက်တာလူကြောက်ကလေးတော့လူကြောက်ကလေးဟင်ဒေါ်တင်ဘလို့ကျုံမိမ့်မကျုံမိမ့်မမွေးတာလူကြောက်ကလေးဟုတ်လား ဟုတ်တယ်ထွန်းခင်ရေနင်တို့တော့စီးပွားတတ်တော့မယ်ဟဲ့လူကြောက်ကလေးတော့ယောက်ျားလေးလားမိန်းကလေးလားမသိဘူးယောက်ျားလေးဖြစ်လိမ့်မယ်ဒေါ်တင်ရကျုပ်ဝင်လာလို့ရပြီလားဟဲ့ဟဲ့မဝင်လာနဲ့ဩခဏနေဩလောက်ပါဒေါ်တင်ရကျုပ်ကြည့်ကျင်လာပြီအရွယ်စားအဖြစ်အရှိ၆လမှကြောကြောခန်းသာရှိလိမ့်မယ်ဖြစ်ပြီးတရေသားအချောက်လေးသာဖြစ်တဲ့ကွေးကွေးလေးနဲ့ညီညွတ်ရောင်တရေသားအချောက်လေးသာလင်းဒေါ်သိန်းရင်တယောက်မွေးဖွားလာခဲ့ခြင်းဖြစ်တဲ့လူเจ้าဟူသည်နတ်ခတ်အမျိုးမျိုးရှိနေခဲ့သည်ဟုအဆိုအမျိုးမျိုးရှိတဲ့ ဘလူးနာခန်းနဲ့စမ်းရှင်မွေးဖွားလာခဲ့တဲ့လူเจ้าဆိုရင်မိသားစုများထဲမှာတယောက်ပြီးတယောက်တည်ဆုံတက်ပြီးစောရနာခန်းနဲ့စမ်းရှင်မွေးဖွားလာခဲ့တဲ့လူเจ้าကလေးဆိုရင်မိဘများအားပြည်စည်းဥစ္စာတိုးပွားစေရန်အတွက်အထောက်အကူပြုလေတဲ့သူတော်ကောင်းနာခန်းနဲ့စမ်းရှင်မွေးဖွားလာခဲ့တဲ့တတိသားเจ้าဆိုရင်သာသနာများစွာပြုလို့ရတတ်တယ်ဟုရှေးအဆိုများစွာရှိနေခဲ့ပါတယ် ယခုဦးထွန်းခင်နဲ့ဒေါ်သိန်းရင်တို့ရဲ့မွေးဖွားလာခဲ့တဲ့လူကြောက်ကလေးမှာစောရနတ်ခတ်နဲ့စန်းရှင်မွေးဖွားလာခဲ့ခြင်းသာဖြစ်ပေလိမ့်မယ်။အဖဲကြောင့်နီးဖခင်ဖြစ်သူဦးထွန်းခင်တယောက်မြင်မှတ်ခဲ့ရတဲ့အိမ်မက်များနဲ့ဆက်ဆက်လျက်တွေ့ကြည့်လိုက်မယ်ဆိုရင်တေချာဒီကထိုလူကြောက်ကလေးမှာစောရနတ်ခတ်တကိုးနတ်ခတ်သားလျင်ဖြစ်ပေလိမ့်မယ်။လူကြောက်ကလေးရဲ့အမိအားမောင်ကျိုင်ဟုအမိပေးလျာလူကြောက်ကလေးမွေးဖွားလာခဲ့ပြီးနောက်ပိုင်းဦးထွန်းခင်နဲ့ဒေါ်သိန်းရင်တို့မှလည်း အများသူငါဤစရင်ငါဘဝမှလွမြောက်နိုင်ခဲ့ရာကိုပိုင်လဲကိုပိုင်ချမ်းကိုပိုင်အိမ်လေးနဲ့တင်းတင်းတယ်တယ်နေထိုင်လာနိုင်ခဲ့ပြီဖြစ်တဲ့မိဘများပြေလည်လာတာနဲ့လောင်ကစားသမားကြော်မြင့်သည်လဲမိဘများထံမှငွေကြေးများအုပ်ပြီးခိုးယူလျက်လောင်ကစားမျိုးစုံတို့ပျော့ပျော့ဤပြုလုပ်လာနိုင်လေတဲ့ငွေကြေးများသည်လဲအဖက်ဖက်မှဝင်ရောက်နေခဲ့ကြတာကြောင့်ဥတော်ကေမှာငွေကြေးများအုပ်ပြီးကောင်းစွာမမတ်ထားနိုင်မှတ်ထားခဲ့တဲ့အချိန်ခါတွင်မူ တားကြော်မြင့်တယောက်ခိုးယူနေခဲ့သည့်အားသိရှိရတဲ့အတွက်တေချာစွာသိသိနေခဲ့ရတယ်။လူကြောက်ကလေးရဲ့အသက်အရွယ်မှာတနည်းဖြစ်လာပြီးတနည်းကအကြဖခင်ဖြစ်သူဦးတွန်းခင်အားထိုကဲသို့အိမ်မက်များစွာ ပေးလာခဲ့တယ်။အိမ်မက်တဲတွင်လူကြောက်ကလေးမှာတနည်းသားအရွယ်နဲ့စကားပြောဆိုတတ်ပြီးဖခင်ဖြစ်သူကိုပင် ထိုကဲသို့ပြောဆိုလေးတယ်။အဖေတားတီရွယ်ရောက်နေပြီသီလား။တားကစားခြင်းနဲ့တားကိုအယုတ်ကလေးတွေဝယ်လာခဲ့ပေးဦးနော်။ပြီးတော့အကိုကြီးကိုကျော်မြင့်ကတားကိုတိတ်မချစ်ဘူးအဖေရဲ့ ဒါပေမဲ့တားကတော့အကိုကြီးကြောင်မင်းကိုအယမ်းချစ်တာပါအမေကလည်းတားကိုဂယူးဆိုင်တဲ့အတွက်တားအယမ်းပျော်တယ်သိလားဒါပေမဲ့အဖေအကိုကြီးကြောင်မင်းမွေးထားတဲ့ခွေးကြီးကိုတားအယမ်းကြောက်တယ်အဲ့ဒီခွေးကြီးကိုအိမ်မှာမထားပါနဲ့လားမဖြစ်သေးပါဘူးအကိုကြီးကြောင်မင်းကသူ့ခွေးကြီးကိုအယမ်းချစ်တာထားလိုက်ပါတော့အဖေရဲ့မနေ့ပြန်မနေ့ကျရင်ဖျားချင်ပေါ်မှာတားရတနာတုပ်လေးတထုပ်တင်ထားပေးမယ်နော်ဖေဖေနဲ့မေမေအိမ်စရိတ်အတွက်လူအပ်တာတွေတုံးလို့ရပါပြီ။ ตาခဏခဏငွေတွေပေးလို့တောက်တခိုးလေးလို့မထင်လိုက်ပါနဲ့အဖေတောက်တခိုးပါပဲဒါမှမယ့်သူရသားတွေစီကနေခေါင်းပုံဖြတ်နေတဲ့အကျွေးရှင်ကြီးတွေစီကနေအလှခံခဲ့တာပါပခင်ဖြစ်သူဦးထိုးခင်အားမောင်တိုင်ဟုအမိတွင်နဲ့လူကြောက်ကလေးကအိမ်မက်အများဆုံးပေးလျက်သူတယောက်ဖြစ်ချင်တဲ့ဆန္ဒများအားပြောဆိုလေးရှိတယ်မိခင်ဖြစ်သူတော်သိန်းကြီးကိုမူရပန်ရကာ၌သာအိမ်မက်ပေးလေးရှိတယ်လူကြောက်ကလေးမှာအိမ်မက်အတွင်းမှာအတိုင်းသူတယောက်မြည်သည့်အရွယ်သို့ရောက်ရှိနေခဲ့ပါပြီ။ သူတယောက်မိသည့်အသုံးဆောင်ပစ္စည်းများစွာလိုအပ်နေခဲ့ပါပြီဟု၍အမဲတက်စီပြောဆိုနေခဲ့တယ်။မိဘများသည်လည်းအရွယ်နှင့်အမျှသားဖြစ်သူလူကြောက်ကလေးမောင်ချိုင်လိုအပ်စေမဲ့ယောက်ျားလေးအသုံးဆောင်ပစ္စည်းများအားလိုလေသိမ့်မရှိဝယ်ယူပေးထားခဲ့ရတယ်။ဒီလိုနဲ့နေထိုင်လာခဲ့ပြီးလူကြောက်ကလေးမောင်ချိုင်ဆယ်နှစ်သားအရွယ်နဲ့မိခင်ဖြစ်သူနဲ့ပခင်ဖြစ်သူတို့အားတပြိုင်တည်းသာလျင်ထိုကဲ့သို့သောအိမ်မက်ကိုမူမြင်မက်ပေးခဲ့တယ်။အိမ်မက်တဲတွင်မူမိခင်ဖြစ်သူနဲ့ပခင်ဖြစ်သူတို့မှာ အင်ဦးကလေးအတွင်း၌ထိုင်လျက်နေခဲ့ကြပြီးစေနှစ်သားအရွယ်လူကြောင့်ကလေးမှာမိဘနဘာအားတိုကဲတို့ပြောဆိုလာခဲ့တယ်။အဖေနဲ့မေတောင်းကိုဟိုဘက်ရွာမှာမိမလိုက်တောင်းပေးပါလား။တောင်းမိမယူတော့မယ်။လိုက်တောင်းပေးပါနော်။ဟင်ဘဲရွာမှာတော့တောင်းရဲ့တားတို့ရွာနဲ့300ကျော်လောက်ဝေးတယ်ဖေ။လာတာကြေးရွာဘက်မှာပါ။ထိုကဲတို့အိမ်မက်များအောင်မူဦးထွန်းခင်နဲ့ဒေါ်သိန်းရင်တို့မှတပြိုင်တည်းသာလင်းမြင်မှတ်ခဲ့ကြပြီးတားဖြစ်သူပြောဆိုတဲ့လာတာကြေးရွာစီတို့ မိဘနှစ်ပါးမှာတွားရောက်လေရာလူเจ้าမလေးအကြောင်းအားစုံစမ်းခဲ့ရတယ်။ထို့အခါထိုကြီးရွာလေးတွင်ကိုနှစ်သမီးအရွယ်လူเจ้าမလေးတဦးရှိနေခဲ့သည်ဟုသိရှိခဲ့ရတယ်။သူနှင့်ဖခင်ဖြစ်သူဦးထွန်းခင်မှာသူ့ရဲ့သားဖြစ်သူလူเจ้าကလေးမောင်ချိုင်ရဲ့အိမ်မက်အကြောင်းအားပြောဆိုလျက်တစ်ဖက်မှလူเจ้าမလေးရဲ့အုတ်ထင်းသူများနဲ့တိုင်ပင်ပြောဆိုလျက်ထိမ်းများလက်ထက်ပေးရန်အတွက်နှုံးနှစ်ဖက်သဘောတူထားခဲ့စေတော့တယ်။ဟာအဖိုးကြီးနဲ့အဖိုးကြီးတွားချင်တဲ့နေရာကိုတွားနေကြပါလား။မေမင်း ဘယ်သူမှမရှိကြဘူးလားကျုပ်ပိုက်စာနေပြီဗျဟင်အိမ်တကားကြီးလည်းပိတ်ထားတယ်ဘယ်သူမှမရှိကြပါလားအတော်ပဲမိခင်ဖြစ်သူနဲ့ဖခင်တို့မှာလာတာကြီးရွာစီတို့တွားရောက်နေခဲ့ကြဖြစ်တာကြောင့်နေအိမ်အတွင်းနဲ့မိသူတအူးတယောက်မှရှိမနေခဲ့ထိုးကြိတ်တွင်းမှာပင်ကိုကျော်မြတ်တယောက်မူမူယူယူနဲ့နေအိမ်စီတို့ပြန်လဲရောက်ရှိလာခဲ့ပြီးမိဘများထံမှငွေကြေးများအိုပင်ခိုးယူရန်အတွက်ရှာဖွေနေခဲ့တယ် သို့သောဖခင်ဖြစ်သူဥထုံးခင်မှာလဲတာဖြစ်သူရဲ့အကြောင်းများအပြင်ကြိုတင်သိရှိနေခဲ့ခြင်းကြောင့်ငွေချင်းများနဲ့လက်ဝတ်လက်စားများအပြင်လုံခြုံစိတ်ချရတဲ့နေရာတွင် ထားရခဲ့ပြီးဖြစ်တယ်။ထို့ကြောင့်ကိုကျော်မြင့်တယောက်နေတစ်ခုလုံးအတွင်နေရာအနှက်ရှောက်ဖွေနေခဲ့တော့လဲတံမိုးရှိလာမဲ့ပစ္စည်းများမတွေ့ရှိခဲ့တာကြောင့်အဆုံးတွင်မူဖျားစင်အောက်ဖက်မှန်ပီရိုလေးထဲ၌ဂယုတဆိုင်အသိစီထားခဲ့တဲ့လူเจ้าမောင်ကျန်ရဲ့တစ်တားလေးကိုပင်မြင်တွေ့သွားရတော့တယ်။ဟင်နေစမ်းမအောင် အဖေကရတနာပစ္စည်းတွေတက်ဒီအယုတ်လေးကိုပို့ပြီးယူယူရရဖြစ်နေတာတွေ့ရတယ်။ဒါဘာရုပ်ပါလဲ။အိုးဘာရုပ်ပဲဖြစ်ဖြစ်အခုလောလောဆယ်ငါမှအရက်ဖိုးမရှိတော့ဘူး။ရေချိန်လည်းမကြိုက်သေးဘူး။ထောင်ကဲကြီးစီမှာဒီအယုတ်လေးပေါင်ပြီးအရက်တောက်လိုက်တာကောင်းမယ်။ဟုတ်တယ်အဲ့ဒါပိုကောင်းတယ်။တောင်စိုးပလုံးစိုးကိုသားလေးပြစ်ကောင်းပြစ်ချင်ပြစ်လိုက်မယ်သို့တော့သားစိုးသားမိုက်တယောက်ဖြစ်တဲ့ကိုကျော်မြင့်အောင်မူသူ့ရဲ့မိဘများမှာမပြည့်ရထိုအတိုင်းသာလင်းစားကြိမ်တန်းစားအိတ်ချိန်တန်းအိတ်ကျွေးမွေးဆောင်ရှောက်ထားခဲ့တယ် ကိုကျော်မြင့်တင်လည်းဖခင်ဖြစ်သူတယောက်နေစဉ်နဲ့အမြခရူးတဆိုင်ရှိနေခဲ့တဲ့ရုံသစ်တာလေးအတွဲမှာနီးညိုရောင်ရှိနေတဲ့ပစ္စည်းလေးမှာလူကြောင်မှန်းလဲသူတယောက်မသိရှိထိုကြောင့်ထိုသစ်တာလေးကိုပဲယူဆောင်သွားလျက်တရုတ်တထေးစီ၌အပေါင်ထားကအရက်တောက်ပစ်လိုက်တဲ့ချမ်းသာကြီးရွာနဲ့လာတာကြီးရွာတို့မှာအလွန်မင်းကွာဝေးလာတာကြောင့်အသွားပြန်ဆိုရင်နေချင်းပြန်တနေကုန်နီးပါးကြမြင်လာပါတယ်။ထိုကြောင့်ဥထုံးခင်နဲ့ဇနီးဖြစ်သူတို့မှာမိမိတို့ရဲ့ချမ်းသာကြီးရွာစီတို့ပြန်လဲရောက်ရှိလာကြတာနဲ့ ညမှာအတော်ပင်မိုးကျုံနေခဲ့ပြီဖြစ်တယ်။တနေ့ကုန်လဲပင်ပန်းထားတာကြောင့်လင်မယားနှစ်ဦးကအိတ်ဆက်ရဲ့အတွက်သားလင်းပြင်ဆင်ခဲ့ကြတယ်။ကဲမိမကြီးကားငယ်လေးမင်္ဂလာကိစ္စကတော့အဆင်ပြေသွားပြီကွ။ तू လည်းသိချင်သိနေမှာပါ။ငါတို့ကလည်း तू အားရဝမ်းသာလာပြောမယ်ထင်တယ်ကွ။ကဲကဲတို့လည်းအရန်ပင်ပန်းနေပြီအိတ်ကြမယ်။ပင်ပန်းမှုများစွာနဲ့လင်မယားနှစ်ဦးသားအိတ်ဆက်ခဲ့ကြရင်လူကြောင်လေးတင်းစီထားခဲ့တဲ့နေရာစီတို့အမတ်တမတ်တတိမထားမိခဲ့ကြ။ သူနဲ့ညနေချိန်တို့ရောက်ရှိလာခဲ့တာနဲ့ထုံးစံအတိုင်းဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူတို့အားလူကြောက်ကလေးမောင်ကျိုင်းမှာအိမ်မက်များစွာပေးခဲ့တယ်။အိမ်မက်ထဲတွင်မောင်ကျိုင်းမှာရှိုက်ကြီးတငင်ကိုကျွေးနေခဲ့ရင်ထိုကဲ့သို့ပြောဆိုလေတယ်။အဖေအမေတားဟုတ်ကိုကြီးကျော်မြင့်ရွာတောင်ပိုင်းကတရုတ်ကြီးစီမှာအပေါင်ထားခဲ့တယ်။လောက်ပါအောင်တားဟုတ်ပြန်ခေါ်ပေးပါအောင်။တားမနေခြင်းဟုအဖေတို့အမေတို့နဲ့ပဲနေခြင်းနဲ့တားဟုတ်ပြန်ခေါ်ပေးပါနော်။ ထိုကဲ့သို့ပင်ပြောဆိုလာတာကြောင့်မိဘနှစ်ပါးလည်းပြိုင်နူသားလျင်နိုးထလာလေကလူကြောက်ကလေးမောင်ချိုင်အားထားရှိစေခဲ့တဲ့နေရာစီတို့အလင်းမြတ်သွားရောက်ကြည့်ရှုခဲ့ရတယ်။သို့တော်တေချာထားရှိထားခဲ့တဲ့နေရာလေးတွင်မောင်ချိုင်ရဲ့တစ်တာလေးကိုမူမတွေ့ရှိခဲ့ရတော့ထိုကြောင့်သားဖြစ်သူကျော်မြင့်အိမ်နေရာနေရာစီတို့အလင်းမြတ်သွားရောက်ခဲ့ပြီးထိုကဲ့သို့မင်းမြန်နဲ့ဟိတ်ကောင်ငါကျော်မြင့်ထဆန်းငါသားငယ်ကိုမင်းဘာလုပ်လိုက်ပြီလဲဟိတ်ကောင်ထဆန်းဟာအဖေဘာရောဗျ ဟဲ့ကောင်ဘာတော့လုံးမနေနဲ့ဖះဆင်အောက်ကမှန်ပီရိုထဲမှာထည့်ထားတဲ့ပစ္စည်းလေးဘယ်ရောက်သွားပြီလဲဟာဗျာကျုပ်ကဘယ်သိပါမလဲဗျမသိဘူးဟဲ့ကောင်ကြော်မြင့်မင်းရွာတောင်မင်းရတရုတ်ကြီးစီမှာအပေါင်ထားတယ်ဆိုတော့ငါတို့သိထားပြီးပြီသိကြအောင်လာမေးတာဟုတ်လားဟာဗျာအဖေတို့ကလေဒီလောက်ချမ်းသာနေရတော့ဒီတက်တာလေးကိုနှမျောနေရတယ်လို့ဟုတ်တယ်ဗျာဟုတ်တယ်ဟုတ်တယ်ကျုံနေလေကအရက်ဖိုးမရှိတာနဲ့ထောင်ကဲကြီးစီမှာသွားပေါင်ထားလိုက်ပြီဟာပြက်တနာပဲမင်းနဲ့တော့ကွာ ထိုကဲ့သို့ပင်အမေးမြန်းခဲ့ရပြီးရွာတောင်ပိုင်းမှတရုတ်ကြီးထံ၌ညာရင်းချင်းသာလျှင်ငွေ9000နဲ့တွားရောက်ရွေးယူခဲ့ရတယ်။ထို့နောက်တားဖြစ်သူကိုကျော်မြင့်အားထိုတစ်တာလေးတွေရှိနေခဲ့တဲ့ပစ္စည်းလေးမှာလူကြောက်ကလေးပင်ဖြစ်၍မိမိနဲ့ညီကိုတော်ဆက်ပါတယ်ဟုပြောဆိုထားခဲ့ရတယ်။ထို့မှသာလျှင်ကိုကျော်မြင့်လည်းနောက်နောက်များတွင်ထိုကဲ့သို့မပြုလုပ်တော့ပါဟုပြောဆိုလေခဲ့ရင်းနေထိုင်လာခဲ့ရတယ်။လာတာကြီးရွာလေးစီတို့လူကြောက်ကလေးမောင်ကျိုင်အားမိမတောင်းယူပေးမဲ့နေရက်ကလေးပင်နီးလာခဲ့တာကြောင့် မိဘများမှလူသားစင်စစ်ကဲ့သို့ကတော်ပဲများအားပြင်ဆင်၍ရက်ရွာလူကြီးများအားဖိတ်ခေါ်ထားခဲ့ရသည်မိမိပေါင်နံခဲ့ဘူးတဲ့ရှင်သစ်တာလေးအတွင်းနဲ့လူကြောက်ကလေးရှိနေခဲ့တယ်ဟုကိုကျော်မြတ်တယောက်သိရှိလိုက်ရတာကြောင့်လူကြောက်ကလေးမှာမိကဲ့သို့ပဲပုံစံရှိနေသည်ဟုသောသိကျင်စိမ့်များအားဖြစ်ပေါ်လာခဲ့တယ်ထို့ကြောင့်မိဘများနဲ့ရက်ရွာလူကြီးများမှနေအိမ်အရှိကန်းတွင်မိမတောင်းယူမဲ့ကိစ္စအားပြင်ဆင်နေခဲ့ခြင်းကိုကျော်မြင့်မာမူသူ့ရဲ့ခွေးတကောင်နဲ့အိမ်နောက်ဖက်မှခိုးဝင်က လူကြောက်ကလေးရှိနေခဲ့တဲ့မိဘနှစ်ပါးရဲ့အိမ်ခန့်အတွင်းသို့ရောက်ရှိလာခဲ့တယ်။ထို့နောက်ရုံးတစ်တားလေးအားမျက်လုံးတစ်လျှောက်ရှာဖွေလိုက်တာနဲ့ကရင်ကောင်းရင်လေးတွင်ဂယုတစိုက်ထားရှိထားတဲ့ရုံးတစ်တားလေးအားမြင်တွေ့လိုက်ရတယ်။ထို့ကြောင့်တုံတုံကြီးလက်များနဲ့ရုံးတစ်တားလေးအားယူဆောင်လိုက်ပြီးအထဲမှာရှိနေတဲ့လူကြောက်ကလေးကိုမူထုတ်ယူလိုက်တဲ့ရမကလူလင်တို့ရဲ့တုံးစံအတိုင်းခြေလက်များမှာတုံရင်နေခဲ့ခြင်းကြောင့်ထုတ်ယူလိုက်တဲ့လူကြောက်ကလေးမောင်ကျိုင်းမှာကျမ်းမြင့်ပေါ်သို့ပြုတ်ကျသွားခဲ့ရလေတော့တယ်။ ထိုအခါကိုကျော်မြင့်တယောက် ခေါ်ဆောင်လာတဲ့ခွေးမှလည်းလူကြောက်ကလေးပြုတ်ကျသွားခဲ့တာနဲ့ကိုက်ချီလိုက်လေကစွဲခါပစ်လိုက်လေတော့တဲ့တေချာသည်ကလူကြောက်ကလေးမောင်ကျိုင်းခွေးကိုင်းမိလိုက်ပြီးအသက်ပါလင်းဆုံးရှုံးသွားခဲ့ရပြီဖြစ်တဲ့ထိုကြိတ်တွင်းမှာပင်မိဘများသည်လည်းအိတ်ခတ်အတွင်းသို့ရောက်ရှိလာကလူကြောက်ကလေးမောင်ကျိုင်းရဲ့အဖြစ်ပြက်များအားမျက်ဝါးတင့်တယ်မြင်တွေ့လိုက်ရတော့တဲ့မိမိတို့ရဲ့သားလေးမောင်ကျိုင်းတည်ဆုံးခဲ့ရပြီဟုဥထုံးခင်နဲ့ဒေါ်သိရင်တို့မှသိရှိလိုက်ရပြီဖြစ်တာကြောင့်တာကြီးဖြစ်တဲ့ကိုကျော်မြင့်ဟုမူ ရွာလူကြီးအိမ်တို့လူတန်းမှုနဲ့ဝိုင်းဝန်းပို့ဆောင်လိုက်လေတဲ့။သို့တော်လည်းကိုကျော်မြင့်အားသက်ဆိုင်ရာမှမိတို့မှအရေးယူရမရ။လူเจ้าဟူသည်တက်ရှိထင်ရှားသွားလာလှုပ်ရှားနေခဲ့တဲ့လူသားပင်မဟုတ်တာကြောင့်လူတန်းမှုမမြောက်ခဲ့။ထို့နောက်ပိုင်းညများတွင်လူเจ้าကလေးမောင်ကျိုင်းတယောက်သူ့ရဲ့မိဘများထံသို့ရောက်ရှိမလာနိုင်တော့ပဲတည်ဆုံသွားခဲ့သည်မှာအသေးစားပဲဖြစ်ကြောင်းရိပ်စားမိလိုက်ရတယ်။တက်ရှိထင်ရှားရှိခဲ့စဉ်ကမိဘများအတွက်စီးပွားရေးတိုးတက်စေရန်မောင်ကျိုင်းတယောက်အဖက်ဖက်မှ ကူညီပေးခဲ့ခြင်းဖြစ်တယ်ဟုတရွာလုံးမှယုံကြည်လက်ခံခဲ့ကြတယ်။တက်ဆိုင်ရာမှလူသားဆင်စစ်မဟုတ်တာကြောင့်လူသားမှုမများဟုဆိုတော့လေလူကြောက်ကလေးမောင်ချမ်းရဲ့မိဘများမှာလူသားဆင်စစ်အတိုင်းရက်လေဆွန့်သွတ်ခြင်းများကိုပင်ပြုလုပ်ပေးခဲ့ပါသေးတယ်။ပရိသတ်များရှင့်ဇလန်းလေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။